ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့လုံးမဲ့ reading ကတော့ပုံမှန်ကျွန်တော်ခတ်1ခတ်2ခတ်3တွေဆွဲတာထက်ပေါ့နော်ကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ reading တွေကိုနားထောင်နေကြတဲ့ညီကောင်မောင်နှမတွေအတွက်ပေါ့နော်ဒီကတော့ကျွန်တော် positive energy ရသခြင်းနဲ့ရည်ရွယ်ချက်ပေါ့နော်အဲ့လိုရည်ရွယ်ချက်နဲ့ဒီပုံမြင်တဲ့ဘုတ်လိုပေါ့နော် ဇလန်းတပုတ်လို့ပေါ့နော်တာရော့ကတ်ဒီပေါ်မှာအခြေခံပြီးတော့ဗီဒီယိုလုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လက်ရှိကတ်၅ကတ်ခင်ထားတယ်အဲ့ဒီကတ်၅ကတ်နဲ့ဘေးဆွေတို့ကိုကျွန်တော်ကဗီဒီယိုလုပ်ပေးမယ်ပေါ့နော်အဲ့တော့ဘဲကတ်ရွေးပါရဲ့မဆိုးလို့ဒီ၅ကတ်လုံးမှာကျွန်တော်ပုံမြင်တပုတ်လုံးပဲပြောသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတို့ဟာ၅ကတ်လုံးနဲ့အကျုံးဝင်တဲ့အပိုင်းကို ိုယူလိုက်လို့ရပါတယ်အဲ့တော့ကျွန်တော်ပထမဆုံးတော့ကက်တွေကိုစပြီးတော့လှန်ကြည့်မယ်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်ကန်ငါးကက်ကိုကျွန်တော်လှန်ကြည့်ပြီးသွားပြီပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကတော့မိတ်ဆွေတို့ကအခုကာလပိုင်းခြားအတွင်းမှာ အရာရာကိုဖန်တီးနိုင်မယ်လွှမ်းမိုးနိုင်မယ်အခြေအနေမျိုးရှိနေပြီဆိုတဲ့အတွေ့မျိုးကိုတွေးထားဖို့လိုတယ်ဆိုပြီးတော့ကျွန်တော်ပြောချင်တယ်တစ်ခါတလေမှာကျွန်တော်တို့ကစိတ်ဆောင်ရင်အားလုံးအောင်ပါတယ်အဲ့တော့ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ကကိုယ့်ရဲ့စိတ်ထဲမှာမဖြစ်နိုင်ဘူးမရနိုင်ဘူးမလုံနိုင်ဘူးဆိုတဲ့အရာတွေကိုမီးဖြောက်ထားပြီးတော့ ငါပြည့်အောင်လုပ်နိုင်တယ်ငါရအောင်ဆွမ်းဆောင်နိုင်တယ်ဆိုပြီးတော့အတွင်းမျိုးကိုတွေးထားပါဆိုပြီးတော့ကျွန်တော်အနေနဲ့အကြံပေးခြင်း ਨੇ နောက်ထပ်တစ်ခုအနေနဲ့ကဒီနံပါတ်2ကတ်ကိုကျွန်တော်ချိတ်ဆက်ပြီးပြောဆိုရမယ်ဆိုရင်ဒီနံပါတ်2ကတ်က7 socket ကတ်ပေါ့နော်အဲ့တော့7 socket ကတ်မှာကျွန်တော်တို့ကတချို့အရာတွေကိုလက်လန်းမမိဘူးဆိုတော့အတွင်းမျိုးတွေအမြင်မျိုးတွေကိုဖြောက်ထားပါကျွန်တော်စူးစမ်းရင်ကျွန်တော်တို့လိုချင်အဲ့ဒီအရာတွေက ရကိုရလာမှာပါနောက်နောက်တစ်ခုနေနေကတော့ကျွန်တော်တို့ရဲ့ mindset မှာအဲ့လိုပုံစံမျိုးချိန်ထားလိုက်ခြင်းအားဖြင့်တစ်ဖက်မှာပေါ့နော်ကိုလိုချင်တဲ့ပုံစံအခြေအနေအနေထားတွေပေါ့ငွေကြေးအလောက်ကန်စီးပွားရေးအိမ်အောင်ရေးပေါ့နော်အစားရှိသဖြင့်ကိုဖြစ်ချင်းကိုလိုချင်းကိုအောင်မြင်ချင်တဲ့အရာတွေကကိုကိုယ်တိုင်ဖြည်းဖြည်းချင်းထူးဆစ်ချင်းအားဖြင့်အောင်မြင်မှုတွေရရှိလာမယ်ဆိုပြီးတော့ ျွန်တော်အနေနဲ့အကြံပေးခြင်း ਨੇ အဲအဲ့လိုမျိုးမျိုးအောင်မြင်မှုတွေအတွေးအမြင်တွေမှာရရှိလာတဲ့အချိန်မှာလဲတစ်ဖက်မှာကျွန်တော်တို့မှာအဖြတ်သဘောဆောင်တဲ့အရာမျိုးတွေကရှိနေတတ်ပါတယ်အဲ့တော့အဖြတ်သဘောဆောင်တဲ့အရာမျိုးတွေဟာဟိုလမ်းကိုလိုက်ရင်ကောင်းမလားပေါ့နော်ဒီလမ်းကိုလိုက်ချင်ကောင်းမလားပေါ့နော်ဥပမာဒီကက်အနေနဲ့ပြောရမယ်ဆိုရင်ရွေးချယ်တရားတွေရန်များနေတယ်ဒါပေမဲ့ကျွန်တော်တို့ကကိုသွားကျင်တဲ့လမ်းကြောင်းကိုပဲ ခေါင်းထဲမှာတည့်ထားဖို့လိုတယ်ဆိုပြီးတော့ကျွန်တော်အကြံပေးခြင်းနဲ့နောက်ဆုံးတစ်ခုအနေနဲ့ကတော့ကျွန်တော်တို့မှာကျွန်တော်တို့တွေရဲ့အတွေးအကြံတွေပြောင်းလဲလာပြီးတော့ကျွန်တော်တို့လိုချင်တဲ့အရာတွေဖြစ်ချင်တဲ့အရာတွေကတစ်ဖြည်းဖြည်းချင်းဖြစ်လာတဲ့ချိန်မှာကျွန်တော်တို့ကိုတိတိပပကြီးအနေရပေးမဲ့အရာမျိုးတွေလည်းပေါ်လာတတ်တာကိုသတိပြုဖို့လိုပါတယ်အဲ့လိုမျိုးပေါ်လာတတ်ပြီဆိုရင်ကျွန်တော်တို့က သူများကျူးဆွဲတဲ့အရာသူများခိုင်းတဲ့အရာကိုယ့်ကိုဒုက္ခပေးမဲ့လူတွေမြူဆွဲတဲ့အရာမျိုးတွေကနေရှောင်ရှားပြီးတော့ကိုလိုချင်တဲ့အရာကိုသာဒီဇိုင်းမက်မက်တွေးတောဆင်ခြင်းလောက်ကင်သွားဖို့ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်ဒါကတော့ကျွန်တော်တို့ပုံမှန်ပြုလုပ်နေကြဒါရော reading တွေမှာကျွန်တော်က cat 1 cat 2 cat 3ရွေးချယ်တာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ကမိတ်ဆွေတို့ကို positive energy ရရှိအောင် အပြုသဘောအနေနဲ့ဇလန်းပုံစံဆန်ဆန် reading လုပ်ပြီးသွားတာပဲဖြစ်ပါတယ်အဲ့တော့ဒီကုန်းချုပ်အနေနဲ့ပြောချင်တာကတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဖြစ်ချင်တဲ့အရာတွေလုပ်ချင်တဲ့အရာတွေကိုကျွန်တော်တို့စိတ်ထဲမှာတရားဆွဲမြင်မှတ်ထားဖို့လိုတယ်ပြီးရင်မဖြစ်နိုင်ဘူးဆိုတဲ့အရာမျိုးတွေကိုကျွန်တော်တို့တွေဟာစိတ်ထဲကနေပါဖြောက်ထားမယ်အဲ့လိုပြုလုပ်ခြင်းအားဖြင့်ကိုဖြစ်ချင်တဲ့အရာတွေကိုဖြည်းဖြည်းချင်းပုံဖော်ခြင်းအားဖြင့် ကိုလိုရင်းတဲ့အရာတွေရရှိလာမယ်တစ်ဖက်မှာလည်းလုံရင်းလုံရင်းမှာကျွန်တော်တို့လမ်းကြောင်းတွေဝေဝါမှုတွေရှိနေနိုင်တယ်တောင်လိုလိုမြောက်လိုလိုဝေဝါမှုမျိုးကိုယ်စိတ်ထဲမှာဖျောက်ထားရမယ်ကိုဖြစ်ချင်တဲ့ target ကိုရချင်တဲ့အရာကိုလိုချင်တဲ့ကိုကငွေလိုချင်တဲ့အကားလိုချင်တဲ့ပေါ့နော်အခြားအစားရှိဖြစ်မှာမိတ်ဆွေတို့လိုချင်တဲ့အရာတွေကိုတွေ့ဖယ်မတော့အောင်ဒီဇိုင်းမမတ်တွေးတော့ဆင်ကျင်ပြီးတော့စူးစမ်းနေဖို့လိုတယ်နောက်တစ်ဖန်မှာတော့သူ့ထက်ပို့ပြီးတော့ဆိုးလာမယ်အတွင်းမြင်ပြင်ပကနေဝင်လာမယ်အနောက်ရှက်မျိုးတွေကိုလည်း ချောင်ရှားနိုင်မှုလို့ရတယ်။အဲ့လိုမျိုးအပြင်ပကဝင်လာအနောက်ဆက်မျိုးတွေနောက်ကိုကျွန်တော်တို့လိုက်သွားခဲ့မယ်ဆိုရင်သူတို့ကျိုးဆွဲရကတဲ့အခြေအနေမျိုးကိုကိုယ်အနေနဲ့ရောက်သွားခြင်းအပြင်ကိုဖြစ်ချင်တာကိုလုတ်ချင်တာတွေနဲ့ပို့ပြီးတော့ဝေးကွာသွားပါလိမ့်မယ်။အဲ့တော့ကြောင့်မလို့ကျွန်တော်နောက်ဆုံးအနေနဲ့တတိပေးချင်တာကတော့ကိုဖြစ်ချင်တာကိုလုတ်ချင်တဲ့အရာတွေကိုစိတ်ထဲမှာဆွဲဆွဲမြဲမြဲတွေးတောလောက်ကင်ပြီးတော့စိတ်ထဲမှာကိုသွားခြင်းတဲ့နေရာကိုဖြစ်ခြင်းတဲ့အရာကိုနှစ်ထားဆိုပြီးတော့ ကျွန်တော်အနေနဲ့အကြံပေးမယ်ဒီ reading လေးကိုဆုံးသတ်လိုက်ပါတယ်ဒီ reading ကိုကြည့်နေကြတဲ့မိတ်ဆွေတို့လည်းအားလုံးအဆင်ပြေမယ်လို့ပြောလင်းနေအားလုံးကိုကျေးဇူးတင်ပါတယ်